โอเคมิงลาบาเปีย

ဝမ်ကျင်းထဲမှာလည်းတွေ့ရပေါ့နော်ခုနှစ်ချိန်နဲ့ရှိတယ်ကျွန်တော်လည်းရှင်းပြလိုက်တယ်ပြကျွန်တော်တို့6 9 3ညပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ brain နဲ့ချုပ်ရင်လည်းပေါက်ကနန်းတော့ဖြစ်မယ်ဒါပေမဲ့ကနန်းတော့များမယ်ပေါ့နော် ကဲပါပဲညနေအတွက်ဆိုင်လေးလည်းကိုမတို့ကြည့်ပြီးတော့ကြာရင်တော့တုံးပေါ့နော် ခင်အောင်ဝင်းနဲ့ဟိုင်းနဲ့ဟုတ်ခဲ့ပါဗျအရာဝတီကိုတဲ့ဟိုင်းနဲ့ဟုတ်ခဲ့ပါဗျเนาะအားလုံးပဲမင်္ဂလာပါဗျညနေအတွက်လုံးမှန်ရလားတဲ့ညနေအတွက်လုံးမှန်တော့၄ဘိုင်ပါဗျเนาะညနေအတွက်လုံးမှန်တော့ကျွန်တော်၄ဘိုင်ပါဗျကိုမတို့ကကြည့်ပြီးကြရင်တော့၃ပေါ့เนาะ တော့ဒီမှာ၈ရက်6ရက်ဒီရက်၈ရက်ပေါ့နော်၈6ပေါင်းခြင်းဒီ၄၄နဲ့ဒီရက်၈နဲ့ပေါင်းတော့2ဒီ၃လုံးပေါင်းခြင်း2ဖြစ်လို့2ရက်ပါဝါတီခွန်းခွန်းတီကျော်ဒီမှာလုံးပိုင်းဗျတော့ဒီခွန်းပိုင်းမှာကျွန်တော်တို့၃ခွန်းဆိုပြီးတော့ထွက်တယ်ဗျလေးပြောတာလားတဲ့ကျေးဇူးပါတားတယ်ဟုတ်ပါတယ်ဗျာနော်၄ပါဗျကလေးလည်းကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုရင်ကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ3ရရဲ့4ရဲ့ဒီရခွင့် တုံညာလေးခွင်ပေါင်းချင်းဒီတစ်ဖြစ်လို့တဲ့ရဲ့ပါဝါဒီ6 6ဒီကျော်ဒီမှာလုံးမှန်ပြကျော်ဒီ6ပိုင်မှာကျော်တို့9 6ဆိုပြီးတော့ထွက်တယ်ဗျအဲ့ကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ6ရဲ့2ရဲ့ပေါင်းချင်းဒီ6 6ရဲ့ဒီက6နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့ပါဝါဒီ9 9ဒီကျော်ဒီမှာလုံးပိုင်းပြအဲ့9ပိုင်းမှာ19ဆိုပြီးတော့ထွက်တယ် ဒါဆိုရင်ကြောဒီနေ့မှာလုံးမိုင် site ဒီပေါ့နော်9ရေ9ရေပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီက6နဲ့ပေါင်းတော့6ကလေးရတက်လာပြီနော်ကိုရေးဟုတ်ကဲ့ပါဗျာနော်ကလေးအခုမှအားတယ်တဲ့ဟုတ်ကဲ့ပါဗျာအဲ့တော့ဒီမှာ9ရဲ့9ရဲ့ဒီက6ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 4ဒီကျွန်တော်ဒီမှာလုံးပိုင်းပြ အားလုံးပဲဒီလုံးမိုင်ဆိုင်လေးနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကြိုက်နှစ်သက်မှုရှိမှလည်းတော့ကျွန်တော်ဒီမှာ668ပေါင်းချင်းဒီကျွန်တော်တို့နှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်းခွန်းဒီလုံးပိုင်းခွန်းပိုင်းမှာ3ခွန်းဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ34ခွန်းပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 6ဒီလုံးပိုင်း6ပိုင်းမှာ96ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်ဒီ626ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ4ဖြစ်လို့ 4ရဲ့ power တီကို6ပိုင်းမှာလဲကျွန်တော်တို့1 6ဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်တို့9ရဲ့9ရဲ့ဒီရ6ရေပေါ့နော်ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6ရဲ့ power တီ4 4ဒီလုံးပိုင်းမှာဗျဒါဆိုကျွန်တော်ဒီမှာဒီလုံးပိုင်းဆိုင်လေးကိုနောက်ထပ်ဝိုင်းရဲတစ်ခုနဲ့တွဲရင် အပြီးပေါက်လေးပေါ့နော်

ရှေ့ရဲ့ပါဝါတီ3 8 3ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ8 3အချိန်မှာ3ခွန်ထွက်တော့3ထီတယ်ဒီမှာဆိုကျွန်တော်တို့ကဒီခွန်ပိုင်ကို8 3နဲ့တွဲရင်ခွန်8ခွန်3ပေါ့နော်ဥမာမောင်များတဲ့မနက်ကပေါက်ပါတယ်ညီလေးတဲ့ဟုတ်ကဲ့ပါဗျာနော်ပေါက်တယ်ဆိုရင်ဝမ်းသာပါတယ်ဗျာကိုဆိုင်လေးကိုဆိုင်လေးမဟုတ်ပါဘူးဗျာနော် 2D KMD ပါဗျာ ဒါဆိုကျွန်တော်ဒီမှာခွန်ပိုင်နဲ့ရှစ်သုံးနဲ့တွဲတာမှာခွန်ရှစ်ခွန်သုံးဆိုရဲကဏ္ဍနှစ်ကွက်မှာသုံးခွန်ဆိုပြီးတော့ထွက်တယ်။နောက်တစ်ပင်ဒီလဲကျွန်တော်တို့လေးရဲ့ရှေ့ရဲ့ပုံချင်းတီနှင်းနှင်းနဲ့ကျွန်တော်ဒီရနှင်းနဲ့ပုံတော့၄ဒီသုံးလုံးပုံချင်းတီ၄ဖြစ်လို့လေးရဲ့ပါဝါတီကို၄၉တီကျွန်တော်ဒီမှာအချိန်မြတ်ကျွန်တော်ဒီ၄၉အချိန်မှာလဲ၉၆ထွက်တော့၉ထီတယ်ဒီမှာဆိုကျွန်တော်တို့က 6ပိုင်းကိုဒီ၄6နဲ့တွဲရင်6 4 6ဆိုတဲ့ကဏ္ဍ2ကွက်ပေါ့နော်အဲ့ဒီမှာ6 6ဆိုပြီးတော့ထွက်တယ်ဗျအလုံးမဲ့နားလည်မလို့လည်းထင်တယ်ပေါ့နော်ကျန်နေတတ်မှုရှိမှလည်း3ပါဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ6ရဲ့3ညရဲ့ပေါင်းချင်းဒီ6 6နဲ့ကျွန်တော်ဒီရက်9နဲ့ပေါင်းတော့တက်ဒီ၃လုံးပေါင်းချင်းဒီ၁ဖြစ်လို့၁ရဲ့ပါဝါဒီ၆၁၆ဒီကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီတစ်ချော့အချိန်မှာလည်းတစ်ကိုထွက်တော့တစ်ထီတဲ့ဒီမှာဆိုရင်ကျွန်တော်တို့က6ပိုင်းကိုတစ်ချော့နဲ့တွဲရင်6 6 6ဆိုတဲ့ခဏနှစ်ကွက်ပေါ့နော်အဲ့ဒီမှာတစ်ကိုဆိုပြီးတော့ထွက်တယ်ဗျခင်ဗျားမကြီးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအားလုံးပဲဒါလေးနဲ့နားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ၄ရဲ့6ရဲ့ပေါင်းချင်းတီ3ညာ3ညာနဲ့တရား6နဲ့ပေါင်းတော့6ဒီ၃လုံးပေါင်းချင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီ၄၉လေးဒီကျွန်တော်ဒီမှာအချိန်မြတ် ဒါဆိုကျွန်တော်ဒီမှာ၄ဘိုင်ရှိတယ်၉လေးရှိတယ်ပေါ့နော်ကျွန်တော်တို့ကအပေါ်ပင်တိုင်းဆိုရင်တော့ကျွန်တော်ဒီနှစ်ကွက်ဒီပေါ့နော်၄၉၄ဘူးဆိုတဲ့ကဏ္ဍနှစ်ကွက်ဒီတော့ကျွန်တော်တို့အပေါ်ပင်တိုင်းပေးမယ်ဆိုရင်တော့ပောက်ကဏ္ဍပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်ထပ်ဝန်ကျင်းလေးလည်းတွက်ပြပေးအောင်မယ်ဗျာ ော့ဒီမှာတုံညာရဲ့ခွင်ရေပေါ့နော်ဒီနှလုံးပေါင်းခြင်းခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနှင်းခွင်နှစ်တီလဲကျွန်တော်ဒီမှာအချိန်ပြဒီခွင်နဲ့အချိန်မှာလဲတုံးခွင်ထွက်တော့ခွင်ထိတယ်ဒီဝမ်းကျင်းတီလဲကျွန်တော်မှန်ကန်ဒီလဲဝမ်းကျင်းပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီဝမ်းကျင်းကိုလဲတွက်ပြပေးခြင်းဖြစ်တယ်ဗျဟုတ်ကဲ့ပါလိုက်လက်မှာပေးတဲ့သူကတော့နည်းပါတယ်ဗျနော်ဘာဖြစ်လို့လိုက်လက်မလေးမပေးကျင်ကြလဲတော့မသိဘူးပေါ့နော်ဒါဆိုကျတော့ဒီမှာနောက်တစ်ပြန်ဒီ၈ရဲ့၃ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီ၁ဖြစ်လို့ တရဲ့ပါဝါတီ6တ6တီလဲကျွန်တော်ဒီမှာအချိန်တ6အချိန်မှာလဲ9 6ထွက်တော့6တီလေဗျဒါဆိုရင်ကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်တီလဲခွင်ရ9ရဒီနှလုံးပေါင်းခြင်း6ဖြစ်လို့6ရဲ့ပါဝါတီတ6တီလဲကျွန်တော်ဒီမှာအချိန်ဗျဒီ6တအချိန်မှာလဲတ9ထွက်တော့တတီလဲဒါဆိုရင်ကျော်ဒီနေ့မှာ1ချိန်ပေါ့နော်ဒီနေ့မှာ1ချိန်တီ6ရဲ့တရဲ့ဒီနှလုံးပေါင်းခြင်းဒီခွင်ဖြစ်လို့ ခွင့်ရဲ့ပါဝါတီနှင့်ခွင့်နှစ်တီလဲကျွန်တော်ဒီမှာအချိန်မဲ့ဗျဒါဆိုကျွန်တော်ဒီနေ့မှာတော့ကျွန်တော်၄၉နှစ်ခွင့်အခွေပဲပေါ့နော်မနက်ကတော့ကျွန်တော်၂၉ဆိုပြီးတော့ထွက်ထားတယ်ညနေမှာလဲကျွန်တော်ရဲ့တွက်ဆက်အရာတော့၄၉နှစ်ခွင့်ခွေပူးပဲတွေ့ပါတယ်ဗျဒီမှာဆိုလဲကျွန်တော်ဝမ်းကျင်းပေါ့နော်ဒီနှလုံးပေါင်းကျင်းတည်လဲကျွန်တော်ဝမ်းကျင်းပေးတာတွေ့ရတယ်၈၃ညပေါင်းကျင်း၈ဖြစ်လို့ ရှစ်ပါဝါတီ3ရှစ်3တီလဲကျွန်တော်တို့ဒီမှာအချင်းပဲဗျဒီရှစ်3အချင်းဆိုလဲ3ခွန်ထွက်တော့3ထီလဲဒီမှာဆိုရင်ကျွန်တော်တို့ကခွန်ပိုင်ရှိတယ်ခွန်နှစ်အချင်းရှိတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ကခွန်ပိုင်တီအကောင်းနဲ့ခွန်ပိုင်နဲ့ကျွန်တော်ဒီမှာဆိုရင်ရှစ်3အချင်းရှစ်3အချင်းခွန်ပိုင်ကိုကျွန်တော်တို့ရှစ်3နဲ့တွဲရင်တော့နှစ်ကွက်ဗောနော်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြင်တီလဲ3ရရ6ရဒီနှလုံးပေါင်းခြင်း6ဖြစ်လို့6ရပါဝါတီ1 6တီလဲကျွန်တော်ဒီမှာအချင်းဗျာ 6တဲ့အချိန်မှာ6 6ထွက်တော့6ထိတယ်ဒီမှာဆိုလဲကျွန်တော်တို့6ဘိုင်ရှိတယ်16အချိန်6တဲ့အချိန်ပေါ့နော်ဒါဆိုရင်6ဘိုင်ကိုကျွန်တော်တို့က4 6နဲ့တွဲရင်တော့ပို့ပြီးတော့ဘာဖြစ်တယ်ပေါ့နော်ခဏနဲ့မယ်ပေါ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ6ရဲ့5ရဲ့ဒီနှလုံးပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ပါဝါဒီ6တစ်6ဒီလဲကျွန်တော်ဒီမှာအချိန်မယ်ဗျဒီတစ်6အချိန်မှာလဲတစ်9ထွက်တော့တစ်ထီတယ်ဒီမှာဆိုရင်1ချိန်ဒီကျွန်တော်တို့ တစ်ချောင်းချင်း၆တည့်ချင်းတစ်ချောင်းချင်းဆိုတော့တစ်ချောင်းချင်းဒီပူရေးကောင်းတယ်ပေါ့နော်ဒီတစ်ချောင်းချင်းကိုဒီဘက်က၉ပိုင်းနဲ့တွဲရင်တစ်ကိုဆိုပြီးတော့ပါမယ်ဗျကုဆုမိုးတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအားလုံးပဲဒါလေးနဲ့နားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ9ရက်2ရက်ဒီနှလုံးပေါင်းခြင်းဒီခွင်ဖြည့်လို့ခွင်ရဲ့ပါဝါတီနှင်းခွင်နှစ်ဒီကျွန်တော်ဒီမှာအချိန်ဗျဒါဆိုကျွန်တော်ဒီမှာဒီ ်အပေါ်ပိတိုင်းဆက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့တူညီတာဒီခွနှစ်အချိန်ခွနှစ်အချိန်ပေါ့နော်ခွနှစ်အချိန်ဒီတူညီတယ်ကျွန်တော်ဒီမှာဒီ၄ဘိုင်ရှိတယ်၉လေးအချိန်ရှိတယ်ဆိုတော့ကျွန်တော်တို့က၄ဘိုင်ကိုဒီခွနှစ်နဲ့တွဲရင်၄ခွန်၄နှစ်ပေါ့နော်ဒါပေမဲ့ဒီကောင်းလေးကိုကျွန်တော်တို့ခွေလိုက်ရင်လည်းဒီမှာဆိုရင်၉လေးခွန်နှစ်ပေါ့နော်လေကိုနှစ်ခွန်ခွေပူးလို့ရင်ကျွန်တော်တို့အပေါ်ပင်တိုင်းပေးမယ်ဆိုရင်တော့ပေါက်ကနန်းဖြစ်တယ်ဗျ။ကလေးရဲ့နှစ်ခွန်တစ်ခွက်ကောင်းတယ်ဟုတ်ကဲ့ပါဗျာနော်။ဒါဆိုရင်ကျွန်တော်ဒီမှာ ပရိတ်ကတော့အပင်တို့ပရိတ်ပေါ့နော်စက်ပြီးရင်တော့ရမယ်ပရိတ်နဲ့တော့ကျွန်တော်ဒီကောင်းနေကိုခွေရင်တော့ပရိတ်နဲ့တော့ထက်တူမကြဘူးဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီအကောင်းနာဒီကျွန်တော်၄ဘိုင်ရှိတယ်၉လေးအချင်းရှိတယ်ဆိုတော့၄ဘိုင်ကိုယူမယ်ကျွန်တော်တို့၄ဘိုင်ကိုပဲယူလိုက်မှာပေါ့နော်၄ဘိုင်ကိုကျွန်တော်အခုပြမဲ့ပရိတ်လေးနဲ့တွဲရင်လည်းတွဲလိုက်ပါဗျာ 3ရဲ့2ရဲ့3ရဲ့ဒီ3လုံးပေါင်းခြင်း5ဖြစ်လို့ကျွန်တော်ဒီမှာဒီ5ပြည်6ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီလဲကျွန်တော်တို့6ရဲ့5ရဲ့ပေါင်းခြင်းဒီ1 1နဲ့ဒီက6နဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းခြင်းဒီ3ညာဖြစ်လို့ကျွန်တော်တို့3ညာပြည်မှာ1 6ဆိုပြီးတော့3ညာပြည်ထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာဒီပြည်လမ်းလေးရဲ့တကယ်ပေးခဲ့တာမှန်ရင်5ရဲ့6ရဲ့ပေါင်းခြင်းဒီ4 4နဲ့ဒီက1နဲ့ပေါင်းတော့5ဒီ3လုံးပေါင်းခြင်းဒီ5ဖြစ်လို့ကျွန်တော်တို့ ငါးပရိတ်ပေါ့နော်ငါးပရိတ်ဆိုရင်တော့ကျွန်တော်၄၁ဆိုပြီးတော့ထည့်ရမယ်ဒါပေမဲ့ဒီ၃လုံးပေါင်းခြင်း၅ဖြစ်လို့၅၃ညာ၃ပရိတ်လည်းဖြစ်သွားနိုင်ပါလေဗျညာနေ၄နှစ်ကောင်းနိုင်မလားတဲ့ကျွန်တော်တို့ပရိတ်ရဆိုရင်တော့ပရိတ်ကဒီပရိတ်ကဆက်မှန်မယ်ဆိုရင်တော့၄နှစ်ကကျွန်တော်လွဲမယ်ပေါ့နော်ကလေးပြန်ကနန်း၉၆တတိထားကြပါတဲ့ဟုတ်ကဲ့ပါဗျာ အကိုမတို့ကျွန်တော်စိုက်နေရှင်းပြတာပေါ့နော်အကိုမတို့ရဲ့တရားလေးကြည့်ပြီးတော့ဘာတွေဖြစ်သွားနိုင်တယ်လဲဆိုတော့မိမိဘာသာမိမိလည်းစဉ်းစားပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာဒီ၄၉နှစ်ခွင်ခွေပုလို့ရင်လေကျွန်တော်တို့အပေါ်ပင်တိုင်းဆိုရင်တော့ပေါက်ကနန်းဖြစ်တယ်အဲ့လိုမှမဟုတ်ဖဲနဲ့ဒီပရိလိုင်းရပြေးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ၄ဘိုင်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်၄ဘိုင်ကိုပဲကျွန်တော်ဒီပရိလိုင်းနဲ့တွဲပြေးလိုက်မယ်ပေါ့နော် ှစ်ခွင်လေးကိုခွင်ရင် OK ပဲလားတဲ့ကျွန်တော်ဒီမှာ site နဲ့ရှင်းပြရတော့ကျွန်တော်တို့ OK နေတယ်ပေါ့နော်ပေးမပေးတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျဒါပေမဲ့ကျွန်တော်ဒီမှာအခွေထဲမှာတော့အကုန်လုံးတော့မတုံးလိုက်ဘူးပေါ့နော်ကျွန်တော်တို့ break လေးလေးတွေ့ထားတာဖြစ်တဲ့အတွက်ဒီ break လေးရမှဆက်ပေးသွားမှာဆိုရင်ကျွန်တော်တို့ဟိုကျော်စန်းနဲ့ညနေ9:00ည break မှာတယ်ပြောတဲ့ဟုတ်ကဲ့ဗျာနော်ဒါဆိုရင်တော့ကျွန်တော်တို့ကမိမိကြိုက်နှစ်တက်တယ်ပေါ့နော်တကယ်လို့၄ဘိုင်ကိုကြိုက်ရင်လည်းကျွန်တော်တို့9:00ည break တွဲလိုက်ပေါ့နော်9:00ည3 break ဗျာ ဟုတ်ကဲ့ပါဗျာကျွန်တော်ရှင်းပြလဲနားလဲမလို့ထင်တယ်ပေါ့နော်ဘာမစိုးဖြစ်သွားနိုင်လဲကျွန်တော်က၄ကိုနှစ်ခွန်အခွေရလဲပေးသွားနိုင်တယ်လို့၄၉၂ခွန်ကီးကိုပဲကျွန်တော်တို့ပရိတ်နဲ့သွားချုပ်ပြီးတော့လဲထွက်သွားနိုင်တယ်ပေါ့နော်တကွဲကောင်းပါလဲတကွဲကောင်းကတော့ကျွန်တော်ဒီမှာဆိုရင်တော့ လေးကိုဒီကျွန်တော်တကွက်ကောင်းပေါ့နော်ဘာလို့လေးကိုဒီတကွက်ကောင်းလဲဆိုတော့ကျွန်တော်ဒီမှာလေးပိုင်ကိုကိုးလေးနဲ့တွဲရင်ကျွန်တော်တို့လေးကိုလေးဘူးပေါ့နော်အဲ့ဒီနှစ်ကွက်ဒီပေါက်ကနန်းလေးဖြစ်တယ်ဗရိတ်ကကျွန်တော်တို့ဒီမှာ9ကိုတက်ပေါင်းချင်းဒီ9ဖြစ်လို့9 3ညာ3ဗရိတ်ဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တကွက်ကောင်းကတော့လေးကိုဒီတကွက်ကောင်းပါဗျာဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်လိုက်ကိုဒီမှာပဲရနာခွင့်ပြုပါဗျာကျွန်တော်တွက်ပြတဲ့ကနန်းလေးဒီလည်းပေါက်ကနန်းလေးဖြစ်ပါစေ အကိုမတို့ကြိုက်တဲ့ကဏ္ဍဒီလည်း၄နာရီခွဲထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျကျွန်တော်လိုက်ကိုကြည်ရှုအားပေးခဲ့ကြသူရိုင်းဆဲဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူတီကိုလည်းထိုးရင်ပေါ်ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ Channel ကို Subscribe မနေရသေးတဲ့ကိုမကြီးကလည်း Subscribe နဲ့ပြည့်ဖို့တောင်းဆိုပါတယ်အားလုံးပဲတန်ကောင်းကြပါစေဘိုင်းဘိုင်း See you ပါအားလုံးပဲ